ပါရှင်ကျမတို့ငူးခတ်တာပါ TV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ကချင်ပြည်နယ်ဖားကန့်ဒေသမှာ9လကျော်ကြာစစ်ကြောင်းထိုးစစ်ရေးလှုပ်ရှားနေတဲ့စစ်ကော်မရှင်တပ်အင်အားတချို့အခုရပိုင်းအတွင်းဖားကန့်ကာမိုင်းလမ်းဘက်ကိုဥတီပြီးပြန်ထွက်ခွာသွားတယ်လို့သိရပါတယ်ဟန်နာသတင်းပေးပို့ထားပါတယ်ရှင် Picker April ကစပြီးပကံမျိုးနယ်ခြေစစ်ကြောင်းချုံဝင်ရောက်လာတဲ့စစ်ကော်မရှင်တပ်တွေခြေကမော်စီစာဖျားကုန်းနဲ့စစ်ပွန်အမိုက်ပုံနေရာမှာတပ်ဆွဲထားတဲ့စစ်ကြောင်းတွေ ပြန်ဆုတ်ခွာသွားပြီဖြစ်တယ်လို့ဖက်ကန်ဒေတာခန်တွေစီကသိရပါတယ်။အောက်တိုဘာ14ရက်လောက်ကစပြီးဖက်ကန်မြို့အဝင်းရန်ချက်စက်ရုံကနေတဆင့်ကားမိုင်းဘက်ကိုစင်ရနေရာဝန်ကျင်ခန်းရှိတဲ့စစ်ကြောင်းတွာလာနေတယ်လို့ဆိုပါတယ်။ဒီစလီယနေ့လောက်ကစပြီးရောဘနောဒီမောစီစာဖျောက်ကုန်းကနေဆင်းလာတာအဒီအမိုက်ပုံဘက်ကလည်းတချို့ဆင်းသွားတယ်ဆင်းသွားတယ်ဆိုပြီးကြားရပေါ့နော်အလုံးပြန်ဆုပ်သွားတော့မဟုတ်ဘူးဘနောဒီမောဝန်ကြီးမောဝန်လေး ုံမောင်းလျောင်ပဲပေါ့နော် အခြားဒီတခြားဒီစစ်တပ်နေရာယူထားတဲ့နေရာတွေမှာရှိသေးတယ်ပေါ့နော်မြို့ဦးဝင်းဒီရန်ချက်ကနေဟိုကာမန်ဘက်ကိုဆင်းသွားရလို့ကြားတယ်ပေါ့နော်အင်အားကတော့တရားနေနေရာဝန်းကျင်ပေါ့စစ်ကောင်မရှင်စစ်ကြောင်းတချို့ထွက်ခွာလာပြီးနောက်ဖကန်မြို့အနီးတစ်ဝိုက်မှာလက်နက်ကြီးပစ်ခတ်တံတွေကြားနေရသေးပေမဲ့လည်းတိုက်ပွဲဖြစ်နေတဲ့မလန်းကြီးရွာဘက်မှာတော့တိုက်ပွဲပြန်ငိန်သွားတာရပ်ပိုင်းရှိပြီလို့ဆိုပါတယ် စစ်ကောင်စင်စစ်ကြောင်းလုံခင်ကနေလက်ပြင်းရန်ချက်အထိစစ်ကြောင်းထွက်ခွာသွားတဲ့အခါမှာလမ်းတလျှောက် KNI ပူပေါင်းတပ်တွေကမိုင်းဆွဲတိုက်ခိုက်တာတွေလှုပ်ဆောင်ခဲ့ပေမဲ့လည်းစစ်ကောင်မရှင်စစ်ကြောင်းတွေထွက်ခွာသွားနိုင်ခဲ့တယ်လို့သိရပါတယ်။အခုလိုစစ်ကြောင်းတချို့ဖကန့်ဒေသခြေကပြန်ထွက်ခွာသွားတာဟာတပ်ချိန်းတာဖြစ်နိုင်တယ်လို့တခြားဒေသကိုစစ်ကူပို့တာလည်းဖြစ်နိုင်တယ်လို့ဖကန့်ကနေမကျနာကိုဆင်လာတဲ့ခီးတဲ့တယောက်ကပြောပါတယ်။ကနေဇလာရဲ့တန်းတရှောင်းမှာဘောနော်သူတို့စစ်ကြောင်းတွေတွေ့လို့လာမှတော်တော်ကြာ အာကြာသွားတယ်ဘလို့ဆယ်ပင်းကားရင်းနေရလို့စစ်တားရင်းလိုက်လာရလို့၆စီ၇စီလောက်တွေ့လိုက်တယ်ဘလို့ဟိုလိုပါဂျီရိုနဲ့ဒီလိုကားတွေနဲ့ပါတယ်ဘလို့ဆိုင်ပရမြောက်ကျင်လာမှာအာပိတ်မိကြတယ်ဘလို့ပိတ်မဖြတ်ဘူးအဲ့ဒီဖကန်းကနေနတ်မြတ်တချို့ဘလို့တချို့ကဒီစစ်တားကြီးတွေထိုင်လိုက်တာဘလို့အာလမ်းမှာလည်းဒီအင်အားလောက်များကြီးတွေ့ကြတာတော့ဒီတချိန်တလားစစ်ကူတော်လားတော့တခုခုတော့တခုပဲဘလို့ အခုလက်ရှိကချင်ပြည်နယ်ဖက်ကန်ဒီတာမှာတမ33နဲ့မိုးကောင်းစက်ကောက်ခ3အပါဝင်ရှန်နီပြည်သူစစ်ပူပေါင်းအဖွဲ့တွေကစစ်ကြောင်းထိုးလှုပ်ရှားနေတာပါဖက်ကန်မှာပြီးခဲ့တဲ့ဧပြီလကစတင်ပြီးစစ်ကော်မရှင်နဲ့ပြည်သူစစ်ပူပေါင်းထားတဲ့စစ်အင်အားတွေ၃ချိန်ထပ်မံစစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာကြောင့်စစ်ကြောင်းထိုးရတဲ့အင်အားတထောင်ဝန်းကျင်ရှိနိုင်တယ်လို့ပကန်ဒီတာခန်ဒီကပြောပါတယ်စစ်ကြောင်းတချို့ပြန်ပြီးချွတ်ခွာသွားပေမဲ့အင်အားအများပိုင်းကဖက်ကန်ဒီတာမှာကျန်ရှိနေသေးတာကြောင့် ဖက်ကန်တိုက်ပွဲကအခြေအနေတွေကိုတော့တည်ထားဆောင်ကြည့်ရအောင်မှဖြစ်တယ်လို့တရားခံတွေကဆိုပါတယ်စစ်ကော်မရှင်တပ်ရဲ့ထိုးစစ်၅လကျော်အတွင်းကားမိုင်းနဲ့ရဖက်ကန်လမ်းပိုင်းလုံခင်ကြီးရွာအုပ်စုနဲ့ဖက်ကန်မြို့တွင်းနေရာတော်တော်များများကိုစစ်တပ်ကဝင်ရောက်နေရာယူနိုင်ခဲ့တာဖြစ်ပါတယ်ကျမဟန္နာပါ စကိုင်းတိုင်းအေရော်မြို့နယ်မြောက်ပိုင်းတစ်ချိုကြီးရွာစတင်ကျောင်းသားကိုအော်တိုဘားလ18ရက်နေ့မနက်7:00နာရီလောက်ကစစ်ကောင်ရှင်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရတား9ယောက်တိဆုံးခဲ့ပြီးဒဏ်ရာရှိသူတွေလည်းရှိခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။လေကြောင်းကနေတစ်ချိုကုန်းကြီးရွာစတင်ကျောင်းကို YAK 130နဲ့ပေါင်900ဘုံတလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်အသက်9နှစ်အရွယ်ကလေးတယောက်အပါအဝင်အရတား9ယောက်တိဆုံးခဲ့ပြီးဒဏ်ရာရှိသူတွေလည်းရှိခဲ့တယ်လို့သိရပါရယ်။ ဒေသခံတယောက်ကတော့သူ့ရဲ့ညီဖြစ်သူနဲ့အမျိုးသမီးတို့ဒဏ်ရာရရှိခဲ့ပြီး၅ယောက်ကတော့ဒဏ်ရာတွေနဲ့နေရာမှာနေတည်ဆုံသွားခဲ့တယ်လို့ဆိုပါတယ်။တိစုံသူတွေရဲ့နာမည်နဲ့အသက်တွေတော့မသိရသေးဘူးလို့သူကပြောပါရယ်။ဒဏ်ရာရသူတွေကိုစေကန်းကိုပို့ထားပြီးဒဏ်ရာရသူအတိအကျကိုတော့မသိရသေးဘူးလို့နောက်ထပ်ဒေသခံတစ်ယောက်ကပြောပါရယ်။အရာတော်မျိုးနယ်မှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲမြေပြင်မှာစစ်ကြောင်းထိုးနေတာကြောင့်လေကြောင်းကနေဘုံကျဲတိုက်ခိုက်တာဖြစ်တယ်လို့သိရပါရယ်ရှင်။ ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ဖုန်းဆက်သွယ်ဆွေးနွေးကြတာမှာကြီးမားတဲ့တိုးတက်မှုရှိခဲ့ပြီးဟန်ဂရီနိုင်ငံဘူဒါဘတ်စ်မြို့မှာမျက်နှာချင်းဆိုင်တွေ့ဖို့သဘောတူခဲ့တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောပါရယ်။ဒီဖုန်းခေါ်ဆိုမှုဟာအင်မတန်အကျိုးရှိပြီးနှစ်ဖက်ကိုယ်စားလှယ်တွေနောက်တစ်ပတ်တွေ့ရမှာဖြစ်တယ်လို့လည်းထရန့်ကအတည်ပြုပါရယ်။ ဘယ်ရက်ကိုတွေ့မလဲဆိုတာကိုတော့ထရန့်ဘက်ကအတိအကျမပြောသေးပေမဲ့နှစ်ပတ်အတွင်းဖြစ်နိုင်တယ်လို့သိရပါဗျ။ထရန့်ဟာအော်တိုဘာလ18ရက်နေ့အင်ဖြူရောမှာယူကရိန်းသမ္မတဗလာဒီမာဇယ်လန်စကီနဲ့မတွေ့ဆုံခင်တရက်အလိုမှာပူတင်နဲ့အရင်ဖုန်းပြောခဲ့တာဖြစ်ပါတယ်။ရုရှားအတွင်းပိုင်းအထိရောက်အောင်ပြစ်နိုင်တဲ့ထိုမဟော့ဒုံးကျည်တွေယူကရိန်းကိုပေးမပေးဆိုတာ ထရန့်ကအချိန်ဆနေပါတယ်။ဒါပေမဲ့ပူတင်နဲ့ဖုန်းပြောပြီးတဲ့နောက်မှာတော့အမေရိကန်ရဲ့လက်ထဲကင်ထားတဲ့ Tomahawk ဒုံးကျည်ပမာဏလည်းလျှော့သွားလို့မရဘူး။ကျုပ်တို့လည်းလိုအပ်တာဖြစ်တော့ဒီကိစ္စဘယ်လိုလုပ်ရင်ကောင်းမလဲမသိဘူးလို့ထရန့်ကမတင်မကြပြောခဲ့ပါတယ်။ထရန့်နဲ့တွေ့ဖို့အမေရိကန်ကိုရောက်နေပြီဖြစ်တဲ့ဇလန်စကီကတော့မော်စကိုဟာတိုမာဟော့ခ်အတန်ကြားတာနဲ့ချက်ချင်းဆွေးနွေးပွဲတွေပြန်ဆဖို့အသေးအတန်ဖြစ်လာတာပဲလို့မှတ်ချက်ပေးခဲ့ပါတယ်ရှင်။ TV ဥမြင့်တန်းကြားရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်